ဈေးဝါပစ္စည်းများဈေးနှုန်းမြင့်တက်ရောင်းချမှုရှိမရှိစစ်ဆေးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဈေးကွက်အတွင်းမှဈေးဝပစ္စည်းတွေကိုဈေးနှုန်းမြင့်တက်ရောင်းချမှုရှိမှရှိလိုက်လံစစ်ဆေးနေတယ်လို့စားသုံးသူရေးရာဦးစီးဌာနမှသိရပါတယ်။ဒီလိုစစ်ဆေးရှာမှဈေးဝများဈေးနှုန်းမြင့်တက်မှုရှိမှရှိစစ်ဆေးခြင်းအပြင်ဈေးနှင့်ဈေးပစ္စည်းများပြတ်လတ်မှုမရှိစေရှိဘေးရနေရကင်းသောထုတ်ကုန်များသုံးဆွဲရှိသက်တမ်းလွန်ဈေးဝများရောင်းချမှုမရှိစေရှိဒေတာတွင်ဖြစ်တဲ့ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့်ရောင်းဝယ်ဖုန်ကားခြင်းရှိမှရှိနေကိုဝန်ညွှန်းအမှတ်အသာ ဖော်ပြပါရှိသောဇေဝများရောင်းချမှုရှိစေရှိကွင်းစင်းစစ်ဆေးခဲ့တာဖြစ်ပါထဲ့။ ဈေးဝပစ္စည်းရောင်းချတဲ့ဈေးဆိုင်တွေကိုစစ်ဆေးရမှာကုန်စည်နှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြစ်တဲ့စောင်းတုံးသူရေးရာဦးစီးဌာနအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနဗဟုစရင်အင်းဦးစီးဌာနမြို့နယ်စီပင်သားရရှိအဖွဲ့ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနနဲ့ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအဖွဲ့တွေပူးပေါင်းစစ်ဆေးခဲ့တာဖြစ်တယ်လို့သိရပါတယ်ရှင်။